ကံတကုပြည့်စုံပြည့်တော်တဲ့အချိန်ခါမှာလောဘတွေကတိတ်ကားအကောင်းနဲ့ဒေါသတွေလည်းတိတ်ကားအကောင်းခုလိုပေါ့ကောင်းမှုကုသိုလ်တကုပြည့်တဲ့အချိန်ခါမှာလူ့ဘဝနတ်ဘဝစတဲ့ထိုးထိုးဘဝတွေကိုတွေ့တတ်တတ်မဲ့တဲ့စိတ်ထားတွေနဲ့ပြည့်စုံပြည့်တော်နေဒီဘုန်းကြီးတွေဒီနေရာတွေမှာလှလှမယ်ဆိုလို့ချင်းတို့ဇီဝရေးအရှင်ပြေလျက်ဆိုတဲ့ရည်ရွယ်ချက်နဲ့လှလှအဲ့ဒါဘာဘာခြံရင်ထားတယ်လောဘတွေခြံရင်နေပြီကံကံရဲ့အကျိုးကိုတတ်ဝင်ယုံကြည်ပြီးတော့ ဒီကောင်းမှုကြောင့်နိဗ္ဗာန်ချမ်းသာခြင်းကိုသာရပါသည်ဆိုရင်တော့လောဘချမ်းရတဲ့သဘောမဟုတ်ဘူးလူစည်းစိမ်နဲ့စည်းစိမ်လူဘဝနတ်ဘဝစတဲ့ထိုးထိုးဘဝတစ်ခုကိုတွင်တက်တက်မဲ့တဲ့စိတ်ထားနဲ့ပြုစုပြုထောင်နေခုလငင်းဘဝမှာလဲယာတုဌာနရတတိုးတက်ရေးစည်းစိမ်ဥစ္စာဂုံတိန်နဲ့ကြီးမားရေးအတွက်ရည်ရွယ်ပြီးတော့ဒီနေရာလာလှူရင်တော့ဒီလိုအကျိုးတွေတို့ချက်ချင်းရလိမ့်မယ်ဆိုတဲ့ညှင်းလင်းခြင်းနဲ့လာပြီးလှူခဲ့ရင်တော့လောဘဥစည်းနေပြီဒီလင်းဒီသဒီမရနဲ့နောက်ထပ်လဲကြုံရခြင်းဆုံးရခြင်းဆိုတဲ့ရည်ရွယ်ချက်နဲ့လှူရင်လဲဒါလောဘ ဥစည်းနေပြီအဲဒီလိုဒါနတကုပြည့်တဲ့အချိန်ခါမှာဒေါသမကျင်တဲ့ချက်တွေကသိများနေတယ်ဟိုလူလည်းပွားစီပွားစီဒီလူလည်းပွားစီပွားစီကောင်းမှုကုသိုလ်တကုပြည့်တဲ့အချိန်ခါမှာမကျင်တဲ့ချက်တွေခြံရံထားတယ်သိအားကောင်းနေတယ်အာလောဘတရားနဲ့အာဒေါသမေတ္တာတရားတွေကသိအားနေနေမရှိဘူးတော့မဆိုလိုပါဘူးအားပြော့တာပြောတာကောင်းမှုကုသိုလ်တကုပြည့်တဲ့ကဒီအာလောဘအာဒေါသအ ਨੇ ကျင်းတော့ရှိတယ်ဒါဖြစ်နေသိအားပြော့တယ် အမောဟကတော့ဒါပြည့်နဲ့ဉာဏ်ပညာကတော့တိတ်ကြီးတယ်။ဉာဏ်ပညာကကြီးမှပြီးတော့မောဟတရားကအပြော့နေတယ်။ဒီတော့နည်းနည်းလေးနမူနာဆိုရင်တော့ဒီပုံစံမျိုးတွေကဘုန်းကြီးတွေမှာနည်းနည်းလေးတော့ဟိုဖြစ်တတ်ပါတယ်။ဘုန်းကြီးတွေဟာသီလရဲ့နဲ့ဒေါတာကြီးတယ်ဘုန်းကြီးတွေရှိတတ်ပါတယ်။အဲ့ဒီပုံစံပဲ။ဉာဏ်ဉာဏ်သူ့မှာမရှိလို့တော့မဟုတ်ဘူးရှိတယ်။ဒါပြည့်နဲ့သူ့ဒေါတာကိုသူထိနေနေစွမ်းအားမရှိဘူး။သူ့လောဘကိုလည်းသူထိနေနေစွမ်းအားမရှိဘူး။ဘလောဘကတိတ်ကြီးနေတယ် ဒေါသကလည်းသိကြီးတယ်။ဒါပြင်းနဲ့ပညာဉာဏ်သူ့မရှိတာတော့မဟုတ်ဘူးရှိနေတယ်။ကြီးတော့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်လဲဒီကံကအကျိုးပေးပြီဆိုလို့ရှိရင်အဲ့ဒီဘဝမှာသူဘာဖြစ်လဲလောဘလောဘသိကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရပြန်နေဒုက္ခဒေါသလည်းသိကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရ။ဟောဒီတော့ဒီဘဝမှာလောဘကြီးခြင်းဒေါသကြီးခြင်းဒီအတိတ်ကကံကိုပြုစုပြုထောင်တဲ့အချိန်ခါကလောဘတွေခြံရံပြီးတော့ပြုခဲ့တယ်ဒေါသတွေခြံရံပြီးတော့ပြုခဲ့တယ် ဒီကံကအကျိုးပေးရင်ဒီဘဝမှာလောဘကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ကောင်းလားမကောင်းမကောင်းဘူးဆိုလို့ရှိရင်မိမိတို့ကနောက်ထပ်ဘဝတစ်ခုကိုမျောလင့်ချက်ရှိသေးတယ်သို့မဟုတ်မမျောလင့်တော့လဲအကြောင်းအရာဆိုတော့လက်ခံရအောင်မယ်ဆိုရင်လောဘကြီးတဲ့ပုဂ္ဂိုလ်မဖြစ်ချင်ဘူးဆိုရင်ဘာဖြစ်လဲဒီလိုကံကိုပြုစုပြထောင်ခြင်းအချိန်ခါမှာလောဘတက်တယ်ရော့အောင်ကြိုးစားဖို့လိုတယ်ဒေါသမကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်ဆိုရင်ဒီဘဝမှာမဖြစ်ရလဲဘုသူ့ကမှ ိမဆိုးရဘူးဘု து အပေါ်မှာမကျင်တဲ့ချက်တွေမထမ်းရဘူးမကျင်တဲ့ချက်ထမ်းနေတယ်မြတ်မိမိမှာဒေါသဖြစ်နေပြီဒေါသတွေခြံရံပြီးတော့ဒီကံတစ်ခုကိုပြုစုပြုထောင်လိုက်ရင်ဒီကံကတစ်ချိန်အကျိုးပေးပြီဆိုရင်ဘာဖြစ်မလဲမကျင်တဲ့ချက်တွေအကောင်းတဲ့ပုဂ္ဂိုလ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကမိမိကဖြစ်နေရလိမ့်မယ်ဒါကကိုယ့်ကိုယ်ကိုကိုယ်စိတ်တက်ကိုပြုပြင်ပြောင်းလဲပေးဖို့မလိုဘူးလားလိုအပ်တယ်အချောဆုံးအလှဆုံးပုဂ္ဂိုလ်တူဖြစ်ခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ကလေးကိုအချောဆုံးအလှဆုံးဖြစ်အောင် ြုပြင်ပြောင်းလဲပြရတတ္တဗိယမထေဘုန်းကြီးတစ်ပါးကိုသူကပုံစံထုတ်ပြထားပါတယ်အဲ့ဒီဘုန်းကြီးရဲ့ဝိထုဇာကြောင့်တော့စာမကြည့်ရတာမတွေ့ဘူးဒီတော့ဉာဏ်ပညာတော့သိကြီးမှတယ်ဝရဇိန်လက်နဲ့မိုးကြိုးဆက်ခဲ့တော့ထက်မြက်တဲ့ဉာဏ်ပညာရှိတယ်ဒါပြင်နဲ့ဒီကံတစ်ခုကိုသူပြုစုပြုထောင်ခဲ့တဲ့အချိန်ကကလောဘကိုထိမ့်သိမ့်နေတဲ့စွမ်းအားမရှိခဲ့ဘူးဒေါသကိုချုပ်တိနေတဲ့စွမ်းအားလည်းမရှိခဲ့ဘူးမရှိခဲ့တဲ့အတွက်လောဘကြီးတဲ့ပုဂ္ဂိုလ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ဒါပေမဲ့ဉာဏ်ပညာတွေကသိအကောင်းငယ်တဲ့အတွက်ကြောင့်ဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်တော့လက်ဖြစ်ရတယ်။